ညာမတက်ကြောင်းမနေခဲ့ရပေမဲ့အောင်မြင်ကြောကြားနေရယ်ဆယ်လီနှုပညာရှင်6ယောက်ပြိတ္တများလုံးမဲမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုထဲမှာတော့ပညာမတက်ပေမဲ့လည်းအောင်မြင်ကြောကြားနေရယ်နာမည်ကြီးနှုပညာရှင်တွေနဲ့ဆယ်လီတွေကိုတင်ဆက်ပေးသွားမှာပါ ပညာလုံးဝမတက်ပေမဲ့ Facebook ဆယ်လီလောကမှာထိတ်တန့်ဝင်ငွေကောင်းနေရကတော့တိုးအောင်မှာအခုချိန်မှာနိုင်ငံကျော်ဆယ်လီတအုပ်ဖြစ်ပြီးတော့ဝင်ငွေကောင်းနေတယ်လို့ကိုပိုင်အဝေးထယ်ဆိုင်ဒီဇိုင်းဖွင့်လှစ်ထားနိုင်ပြီဖြစ်တဲ့ဆယ်လီတိုးအောင်ကမအောင်မြင်ခင်မှာတော့ဆင်းရဲပြီးတော့အကြောင်းမထားနိုင်တဲ့အခြေခံမိသားစုကနေကြီးပြင်းလာပါတယ် ိုးအောင်ကငယ်စဉ်အခါကြောင်းမနေရပဲတောင်ပေါ်မှာမီးသွေးဖုတ်အလုတ်ကျန်းလို့ရင်းနဲ့ငယ်ဘဝကိုရုန်းကန်လာရပါတယ်။နောက်ပိုင်းမှာတော့ဆရာဖြစ်သူ Facebook ဆယ်လီအောင်ချမ်းအေးရဲ့လက်တွဲခေါ်ယူမှုတွေကြောင့်တိုးအောင်ကအင်တာနက်ပေါ်မှာအစားအသောက်စားပြရင်းကနေလူသိများပြီးဆယ်လီဖြစ်သွားခဲ့ပါတယ်။အထူးသဖြင့်တော့ဆရာဖြစ်သူအောင်ချမ်းအေးနဲ့ရံဖြစ်ကလင်ယူရာအပြစ်လားအမေဆိုတဲ့ဗီဒီယိုလေးကြောင့်တိုးအောင်ရဲ့အောင်မြင်မှုတွေကအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။အခုဆိုရင်တော့ဆယ်လီတိုးအောင်ကပညာမတတ်ပေမဲ့ငွေကြေးချမ်းသာအောင်မြင်တဲ့ဆယ်လီတူဦးဖြစ်နေပါပြီ။ ပညာမတတ်ပေမဲ့ဒိဋ္ဌိကျအောင်မြင်တဲ့အနုပညာရှင်တအူးကတော့ထက်ထမဟုတ်ဘူးပါ မိုးကုတ်စာသေးသူလေးတဦးဖြစ်တဲ့တတမိုးကငယ်စဉ်အခါကမိဘတွေမပြည့်စုံတာကြောင့်ပညာမသင်ခဲ့ရပါဘူး။ဒါကြောင့်မလို့တတမိုးကအင်္ဂလိပ်စာမတတ်ပါဘူး။ဒီလိုမျိုးပညာမတတ်ပေမဲ့လည်းမြင်သူတိုင်းငေးမောရလောက်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့တတမိုးကတရုတ်ဆောင်နည်းပညာဘတ်မှာတော့ပါရမီပါသူတဦးဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။ဒီလိုမျိုးထိပ်တန်းမင်းသမီးတဦးဖြစ်လာတဲ့တတမိုးကပညာမတတ်ပေမဲ့လည်းရေကိုစင်ကာပူနိုင်ငံကမှာတော့ကော်ဖီကိုလည်းရေကွက်နဲ့ထည့်တောက်နိုင်တဲ့အောင်မြင်ခဲ့တဲ့အနည်းပညာရှင်လည်းဖြစ်ပါတယ်။ ါတယ်။ပညာမသက်ပေမဲ့လည်းအောင်မြင်နေတဲ့နောက်ထပ် Facebook ဆယ်လီနှစ်ဦးကတော့အောင်ချမ်းရေးနဲ့ပူတူတို့ပါငပိရီတို့ဆရာနဲ့မြင်သူတိုင်းကိုတရေယိုချင်းအောင်စားပြတတ်တဲ့ Facebook ဆယ်လီအောင်ချမ်းရေးကတော့အရင်နှုန်းကတည်းကဆင်းရဲနှံပါတဲ့ဘဝခြေနေကြောင်းပညာမသင်ခဲ့ရပဲအလုံချမ်းမျိုးစုံအလုံမျိုးစုံမှာဝင်ရောက်လောက်ကင်ခဲ့ရပါတယ်။ဒါပေမဲ့ကញ្ញာဝရိယပေါင်းဆက်လာချိန်မှာ Facebook ဆယ်လီအောင်ချမ်းရေးထမင်းစားပြတဲ့ video file တွေကစနိုင်ငံလုံးကပြည်သူတွေရဲ့နှလုံးသားတဲ့အထိဝင်ရောက်တိုးပေါက်ခဲ့ပါတယ်။အခုဆိုရင်တော့ပညာမသက်တဲ့ဘဝ ွားကနေတက်လန်းလာခဲ့တဲ့ Facebook ဆယ်လီအောင်ချမ်းကြီးဟောင်းအခုချိန်မှာတိန်းထောင်ချီတန်တဲ့ကိုပိုင်ကားတွေကိုတောင်ဝယ်ယူစည်းနိုင်တဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်တယ်လို့စိုးမိုးကြီးမိုးပြပြမောင်တို့လိုတခြားနာမည်ကြီးအမှုပညာရှင်တွေကိုရိုင်းကတကူးတကဆယ်လီအောင်ချမ်းအေးစီမှာထမင်းသွားစားရတဲ့အထိအောင်မြင်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဆယ်လီအောင်ချမ်းအေးလိုပညာမတက်ပေမဲ့လည်းအောင်မြင်တဲ့နိုင်ငံကျော်ဆယ်လီဖြစ်တတ်မှတ်ရမှာပါ။နောက်ထပ်တစ်တော့ဆယ်လီပူတူဟာဆိုရင်တော့ပညာမတက်ပေမဲ့အခြေခံလူတန်းစားဖြစ်နေပေမဲ့နိုင်ငံကျော်ဆယ်လီတူဦးဖြစ်အောင်မြင်နေခဲ့ပါ ပါပြီအထူးသဖြင့်ဆယ်လီပုထုကပညာမတက်ပေမဲ့သူ့ရဲ့ဖြူစင်ရိုးသားမှုတွေဘေးဒုက္ခကြောက်ရောက်သူတွေအကူအညီလိုအပ်နေတဲ့သူတွေအတွက်လမ်းမေးမှာမရှက်မကြောက်ကပြဖြောပြင်းရင်းနဲ့နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ဆယ်လီပုထုကပညာမတက်ပေမဲ့အောင်မြင်တဲ့ဆယ်လီတအူးဖြစ်အသိမှတ်ပြုရမှာပါ အနုပညာလောကမှာပညာမတက်ပေမဲ့အောင်မြင်တဲ့အနုပညာရှင်ဆုံးတွဲဖြစ်နေတာကတော့ရွှေထူးနဲ့ရွှေမုံရည်တို့ဆုံးတွဲပါ။အကယ်ဒမီစုကိုစီရရှိထားတဲ့ရွှေနဲ့ရွှေဇနီးမောင်နဲ့ဟာဆယ်တန်းမအောင်ကြတာဖြစ်ပါတယ်။အပေါ်မှာပြောပြခဲ့တဲ့ဆယ်လီအနုပညာရှင်တွေနဲ့ဆိုင်ရင်တော့ပညာအရေးချင်းရှိပါတယ်။ဒါပေမဲ့လည်းရွှေထူးနဲ့ရွှေမုံရည်တို့ကတခြားပညာတတ်အနုပညာရှင်တွေနဲ့နှိုင်းယှဉ်လိုက်ရင်တော့အနှိမ်ခံနေရဆဲဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ပညာမတက်တဲ့အနုပညာရှင်တွေဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့သိရှိထားတဲ့ပညာမတက်ပေမဲ့အောင်မြင်တဲ့အနုပညာရှင်တွေရှိ င်နဲ့ comment မှာမှတ်ချက်ပေးခဲ့ပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်